ပြီးတော့ပေါ့နော်အာထိတွေ့နေတဲ့သဘောမှာရှိတယ်ပေါ့နော်အာအခုလည်းပဲပေါ့နော်ကွဲပြားတဲ့အင်အားစုတွေကိုအန်တီလို့ရှိမှနေမယ်ဖိတ်တာတွေတွေ့ရပါတယ်ဒါကတော့မလာကြတာဖြစ်ပါတယ်နော်အဲ့တော့တကယ်လို့အာမတက်ခွေမရလို့ပေါ့နော်အာတက်ခွေမရလို့တက်ချင်တဲ့ဆန္ဒရှိရင်တော့အန်တီတို့ဆက်သွယ်လို့ရပါတယ်အန်တီတို့ညှိနှိုင်းဆောင်ရွက်ပြီးတော့ပေါ့နော်တက်ခွင့်ပေးပါမယ်ဟိုတက်လို့ရအောင်လုပ်ပေးပါမယ်ဆုမြအားလုံးပဲမြင်ကြပါနာမည်ရွှေတော်ပွဲပေါ်ဂျောင်းနိုင်တို့ပုဇော်လေဟောင်း ဒေါ်ညိုတင်းရဲ့သုံးသပ်ပြချက်လေးကိုနားထောင်ကြည့်အောင်အဲ့ဒါကတော့လေဖုန်ဖုန်လင်းလင်းပြောရမယ်ဆိုတော့တရားရဂိုင်းနှုတ်ချင်တဲ့တယ်လို့တော့မဟုတ်ဘူးပေါ့။ဘာကြောင့်လဲဆိုတော့လူတွေကဟိုကလည်းသကွဲပြားတဲ့အတိုင်းဝိုင်းနေရလာကြတာ哦နော်။အဲ့တော့ကိုယ့်ရဲ့အတိုင်းတာအနေနဲ့ကိုယ့်ရဲ့လိုအပ်ချက်ကအဥပမာ ဖြစ်ရန်ကုန်ရဲ့လိုအပ်ချက်ကတခြားပြည်နယ်တွေရဲ့လိုအပ်ချက်ဖြစ်ကောင်းဖြစ်ချင်မှဖြစ်မှာပေါ့။အဲ့လိုပဲတခြားပြည်နယ်ဒေသတွေရဲ့လိုအပ်ချက်ကိုယ့်ရဲ့လိုအပ်ချက်ဖြစ်ကောင်း ဟောဖြစ်ချင်မှဖြစ်မှာပေါ့လေဒါကြောင့်မလို့အပြစ်အဝါကြီးတော့တရားရခိုင်တော့ဟိုကိုလိုချင်တာတွေဆွေးနွေးနိုင်ခဲ့တယ်ဆိုတဲ့သဘောမျိုးတော့မဟုတ်ပါဘူးသို့တော်လည်းပဲအနာကဒီမျိုးဆက်တစ်တွေကိုအာငိမ့်ချမ်းရေးကိုလက်ဆင့်ကမ်းပေးဖို့အတွက်အရေးကြီးတဲ့ကိစ္စတွေကိုတော့ဒါဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ယုံကြည်ပါတယ်ရွေးကောက်ပွဲနဲ့ငိမ့်ချမ်းရေးကဘယ်ဟာအရင်လုံးအောင်မလဲ တို့တချို့လည်းမပဲမသေးပွဲဘူးပေါ့နော်။ဒီအပူရေးကြီးမစင်မှတ်တယ်။အမှန်မှန်ကတော့လေတိုင်းပြည်အတွက်ငင်းငယ်ရေးရတော့ပိုရေးကြီးတာပေါ့။ဒါပေမဲ့ရွေးကောက်ပွဲကလည်းမဖြစ်မနေလိုရမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့ငင်းငယ်ရေးအတွက်ကောညီရွေးကောက်ပွဲအတွက်ကောပေါ့နော်နှစ်ခုစလုံးတပြိုင်တည်းသွားတာပို့ပြီးအကောင်းဆုံးဖြစ်မယ်လို့ယူဆတယ်ပေါ့နော်ဒါကြောင့်တချို့အဖွဲ့တွေမှာလည်းပဲရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်ရင်းနဲ့ ီအပြစ်ခတ်ရစဲကိစ္စတွေလုတ်ဖို့ဒီလူသားချင်းညာတာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့ပေါ့နော်အပြည်သူလူထုကိုဝင်တော့ဝင်ဖို့ဖြစ်စေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ပေါ့နော်အချင်းပြတ်ခြားစားမှုတွေဒါကိုတိုက်ဖြတ်ဖို့ပေါ့နော်အဲ့ဒါတွေတဘာတဲ့ဆွေးနွေးသွားနိုင်ခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒါတွေကတော့တော်တော်လေးအကျိုးရှိပါတယ်ပေါ့နော်အတမတော်အရာရှိကြီးတွေမှာလည်းပဲပေါ့နော်တချို့အာတချို့ပုံပုံများကစကလုံးတွေကိုတီးမခံနိုင်တဲ့ အာပုံကိုတွေတွေ့ရတယ်လို့ပေါ့နော်ဟိုတချို့ကြတော့လဲတော်တော်လေးကို refund minded ရှိတဲ့အာရှိတဲ့အရာရှိကြီးတွေကိုလဲတွေ့ရတယ်ပေါ့နော်အဲ့ဒီတော့ဟိုဆွေးနွေးညှိနှိုင်းတဲ့အခါမှာတော်တော်တော့စိတ်ရှည်လက်ရှည်လေးပြောရတာတွေရှိပါတယ်အာပုံပွင့်လင်းလင်းပြောရရင်ပေါ့နော်အထူးအဖြစ်စကလုံးတွေအသုံးဆွဲမှာပေါ့နော်ကိုကတော့တန်မှန်အနေနဲ့တန်မှန်ဒီစကလုံးတွေကိုသုံးတော်လဲပဲပေါ့နော်အာတချို့တော့ အာပုံကိုယ်တွေရဲ့အမြင်မှာတော့ဒီစကလုံးတွေဟာဒါဒါဒါထိပါတယ်လို့ယူဆတာတွေလည်းဟိုထင်ထင်ကောင်းထင်နိုင်တာပေါ့နော်အဲ့ဒီအတွက်စကလုံးတွေကိုပြန်ပြင်ပေးခဲ့ရတာတွေတော့ရှိပါတယ်ပေါ့နော်ဒါပေမဲ့အဓိကရည်ရွယ်ချက်ကတော့ဒီနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပေါ့နော်နှစ်ဖက်စလုံးကအကြအဆုံးတွေရှိနေကြတဲ့အချိန်မှာပေါ့နော်ဒီတိုက်ပွဲတွေကိုတရက်ပဲရက်ရက်နော်၁၀ရက်ပဲရက်ရက် ဒါလူတွေအများကြီးတက်တာမယ်ပေါ့နော်တိုက်ပွဲတွေရွေးကောက်ပွဲကြောင့်ပဲရက်ရက်ပေါ့နော်ဘာကြောင့်ပဲရက်ရက်နှစ်ဖက်အကြအဆုံးတွေတက်တာမယ်ဆိုတော့ကြီးရွယ်ချက်နဲ့လည်းတချို့ကတကယ်ကိုထက်ထဲဝုံဝုံတက်တက်ကြွကြွဆွနေကြတာလည်းရှိပါတယ်ပေါ့နော်ဒါတွေကလည်းအလုပ်ဖြစ်တယ်လို့တော့ထင်ပါတယ်ဟိုလူအသက်တစ်ချောင်းကိုကဲရင်တော့တော်တော်လေးကိုကြီးမြတ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့်မလို့လူအသက် အ ਨੇ ဆုံးတော့ယာနဲ့ခြီပြီးတော့ကဲတင်နိုင်တဲ့ဆွေးနွေးပွဲတွေဖြစ်တယ်လို့တော့အတီးကယုံကြည်ပါတယ်။ဒီကစစ်တပ်ကိုဟိုထောက်ခံတဲ့လူတို့များများလည်းဒီကိုတက်ကြတယ်လို့ပြောကြတာ။ဟော inclusive မဖြစ်တဲ့အတွက်ဒီဆွေးနွေးပွဲကိုလူ ਾਨ ဲ့လူရှင်ဒီပေါ်အားမမြင်ဘူးလို့ဆွေးနွေးပွဲကတော့ဝေဖန်သူတွေရှိမှာပဲပေါ့နော်။ဥသိမ်းစိန်လက်ထက်ကတော့ဒီ NLD လက်ထက်ကတော့ဒီလိုဆွေးနွေးပွဲတွေလုပ်ခဲ့လို့ရှိရင်အနည်းနဲ့အများ ဒါဟိုမတက်ဖြစ်တဲ့အပိုင်းမတက်ဖြစ်တဲ့အချမ်းကပုံကိုယ်တွေဝေခဲ့ဘွေပံမှုတွေရှိခဲ့ပါတယ်အန်တီရိုးကိုယ်တိုင်လည်းဝေပံခဲ့တာတွေပဲပေါ့နော်အထူးကကအာဝေပံမှုတွေရှိတာနဲ့ပဲဒီလုတ်တွေကိုမလုတ်ရဘူးလားဆိုတော့ဒီလုတ်တွေကလည်းလုတ်ရမှာပဲပေါ့နော်ဝေပံမှုတွေဘယ်လောက်ရှိရှိဒီငိမ့်ချမ်းရေးစကားတန်တွေကိုဖိတ်ခေါ်ရမယ်နောက်ပြီးတော့အစိုးရကလည်းဒီထက်ပိုးပြီးတော့ကြဲကြဲပြန့်ပြန့်ဖိတ်ခေါ်ဖို့လိုတယ်ပေါ့အခုဒီအစိုးရတာဝန်ရှိသူတွေဘက်ကလည်းအကဲဆန်းပြီးတော့ပေါ့နော် အာထိတွေ့နေတဲ့သဘောမှရှိတယ်ပေါ့နော်အာအခုလည်းပဲပေါ့နော်ကွဲပြားတဲ့အင်အားစုတွေကိုအန်တီလို့ရှိမှာနေမဲ့ဖိတ်တာတွေတွေ့ရပါတယ်ဒါကတော့မလာကြတာဖြစ်ပါတယ်နော်အဲ့တော့တကယ်လို့အာမတက်ခွေမရလို့ပေါ့နော် အာတက်ခွင့်မရလို့တက်ချင်တဲ့ဆန္ဒရှိရင်တော့အန်တီတို့ကိုဆက်သွယ်လို့ရပါတယ်အန်တီတို့ညှိနှိုင်းဆောင်ရွက်ပြီးတော့ပေါ့နော်တက်ခွင့်ပေးပါမယ်ဟိုတက်လို့ရအောင်လုပ်ပေးပါမယ်လာပြီးတော့မိမိတို့ရဲ့ဆန္ဒတွေကိုပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့အတွက်ကိုအန်တီတို့အာမခံပါတယ်အဲ့ဒီလိုပြောဆိုမှုတွေနဲ့ပတ်သက်ပြီးတော့လည်းဒါအချုပ်နောင်အဖမ်းအဆီးတွေမခံရဘူးလို့အန်တီတို့အာမခံပါတယ်ပေါ့နော်ဒါကြောင့်မလို့ပြောချင်တဲ့လူတွေရှိလို့ရှိရင်အန်တီတို့ဆက်သွယ်ပါအာဆွေးနွေးချင်တဲ့လူတွေရှိလို့ရှိရင်ဆက်သွယ်ပါ အန်တီတို့ကဆက်သွယ်ပေးပါမယ်နော်သူတို့ရဲ့လုံခြုံရေးကိုလည်းအန်တီတို့အမခံပါတယ်လို့ပဲပြောချင်ပါတယ်။ဒီနေ့ကြည့်ခဲ့ပြီးတဲ့ message များလုံးကိုတို့ပဲကျေးဇူးတင်ရှိပါတယ်။